Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုမှာတော့အင်္ဂလိပ်လိုအပစ်ကလေးပြကြရအောင်ဒီ Sunday ကိုဒီလိုချင်းနေတွေမှာတောင်းလို့ရပါတယ်ရှင်နံပါတ်၁ချက်ကကြတော့တငယ်ချင်းတွေကစာမေးပွဲမအောင်လို့စိတ်တကြနေတဲ့အချိန်ဒီအခုပြောပြတော့မယ်စန်တန်တွေကိုတောင်းပြီးတော့ apex ကလေးပြောလို့ရတယ်။နံပါတ်2ချက်ကကြတော့ Google English Grammar ကိုဘယ်လောက်ပဲလေ့လာလေ့လာနားမလည်ဘူးဆိုရင် Google ကိုဒီစန်တန်လေးတောင်းပြီးတော့ apex ကပြောလို့ရတယ်။ sentence number 1 practice make perfect ပါ practice make perfect ကိုကအင်္ဂလိပ်စာကိုလေ့လာနေတဲ့သူတယောက်ဆိုရင် practice များများလုပ်လေကိုရဲ့ skill ကများများတိုးတက်လေပါပဲဆိုတော့ pesky ကိုမဆိုလေ့လာနေတဲ့သူတိုင်းတော့ practice make perfect လို့ပြောပြီးတော့ obvious ကပြောလို့ရပါတယ်ရှင် sentence number 2ကကြတော့ when life gives you lemon make lemonade when life gives you lemon make lemonade lemons ကတံပြားတီးဖြစ်တဲ့တံပြားတီးကစားလို့ရှိရင်ချင်တဲ့ဒါမဲ့ lemonis lemonis ကတံပြားရည်ဖြစ်တဲ့တံပြားရည်လောက်ပြီးတော့ကျော်လိုက်တဲ့အခါမှာကြတော့ချိုးတော့မချင်တိုက်မချင်တော့ဘူးပေါ့နော်။ဒါကကြတော့အဆိုးထဲကနေအကောင်းဖြစ်အောင် ပြုတ်လောက်တဲ့အခါမှာတုံးတဲ့ apis ကဖြစ်တဲ့ လူတယောက်စိတ်တကြအခက်ခဲကြုံတွေ့ပြဿနာနဲ့ကြုံတွေ့ရတဲ့အခါမှာဆိုရင်ဒီစံတန်းသုံးပြီးတော့ upbeat ကလည်းပြောလို့ရတယ်။ When life gives you lemon, make lemonade ပါစံတန်း number 3ကကြတော့အလုံးသိကြမယ်လို့ထင်ပါတယ်။ No pain no gain ပါ No pain no gain pain oh that's hard ပိန်နာကျင်တဲ့နာကျင်မှုကိုခံစားရတဲ့ gain improve ဖြစ်တဲ့အခြေအနေတိုးတက်လာတဲ့ no pain no gain ပါ မြန်မာလိုဆိုရင်အနာမခံရင်အတာမဆန်ရဘူးလို့အတိုက်ပဲဖြည့်ဆို့လို့ရတယ်စန္ဒနံပါတ်4 better late than never better late than never နောက်ကြမှာစတင်လို့ချင်းကလည်းလောကမလောက်တာထက်စာရင်တော့အများကြီးပူတာနေတဲ့ဒါဆိုရင်ကိုကအင်္ဂလိပ်စာကိုခုမှစလေးလာတာအခြားသူတွေကဟို advanced level ကြီးရောက်နေပြီဆိုပေမဲ့လည်းအခုမှစတင်လေးလာတိတ်နောက်မကျနေဘူးပေါ့နော်ပဲချိန်ပဲလေးလာလေးလား လစ်လာလိုက်တာကအကောင့်ပေးပါမယ် you are learning english remember practice made perfect and if you are started to learn english remember this better late than never ba ပြီးတော့ကိုကအင်းအင်္ဂလိပ်စာမေးပွဲဖြေတဲ့ခဏခဏရှုံးတဲ့ when like gives you lemon make lemonade အမားကနေတင်ကစားယူပါအမားတွေကနေတင်ကစားယူပါ no pain no gain အင်္ဂလိပ်စာမေးပွဲကြားလို့ဆရာဆရာမတွေကစုခံရတဲ့ no pain no gain ပါ။နာကျင်မှုမခံစားရရင်အောင်မြင်နိုင်ဘူး။ဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲ။ဒီ sentence တွေကို memorize လုပ်ခဲ့ကြပါ။အားလုံးပဲ bye bye see you guys in the next video.